အလုံးပဲမင်္ဂလာပါပရီးမီးယားလိလက်ရှိပါဆိုလို့ရှိရင်တော့ဗျာဒီ international break ဒီပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လဲကျွန်တော်တို့ဘောလုံးချစ်ပလေးတက်တယ်ကတော့ဒီကလပ်တင်းတွေကိုချစ်မဲ့နူရယ်ညကိုတွေတက်ဆိုလို့ရှိရင်တော့ဒီလာမဲ့စနေနေ့မှဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်ဆက်နှစ်လာဆိုလို့ရှိရင်တော့ပြန်လည်ပြီးတော့ရောက်စုရတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသင်းကြီးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒီပွဲကျုပ်သုံးသပ်ချက်တွေနဲ့ကမန်ဒီချက်မှုတွေကိုလည်းကျွန်တော်တို့ညကိုတွေဘောလုံးကွဲတွေကို ဒီဝတ္တနာယလောက်စားလောက်ကျင်တဲ့ညကိုတွေတော့ကျွန်တော်အနေနဲ့အကောင်းဆုံးသုံးသပ်မှုတွေပြုလုပ်ပြီးတော့ရွေးချယ်မှုတွေလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိမှာဆိုလို့ရှိရင်တော့ဗျာဒီပရီးမီးယားလိပွဲစဉ်7နှစ်ကိုဆိုလို့ရှိရင်တော့ဒီလာမယ့်ဇန်နဝါရီညမြန်မာစံတော်ချိန်ည8နှစ်မှာဆိုလို့ရှိရင်တော့အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီဘယ်လီတင်းနဲ့ချက်စီတင်းတို့ရဲ့ပွဲစဉ်ကိုတော့ဘယ်လီရဲ့အိမ်ပွဲမှာကစားမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီဘယ်လီတင်းကတော့တန်တက်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဒီရက်လက်တွေ ိတ်ပြီးတော့မကောင်းတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့တစ်ဖက်ကချက်စီအတင်းကတော့ဒီသူ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပရီးမီးယားလိမှာတော့ဒီရက်လက်တွေမဆိုးလို့ပြောလို့ရတယ်ဗျာ19နိုင်ဆိုင်တဲ့ပွဲတွေကိုတောက်ဆောက်နိုင်ပွဲတွေရထားပြီးတော့ဒီပြီးခဲ့တဲ့ဒီချက်ပြလိမှာဆိုလို့ရှိရင်တော့ကော်ရဘတ်လိုအတင်းမျိုးကိုတော့သူသူဆိုတဲ့ရက်လက်နဲ့ဝီဝီမှာတည်ရခဲ့တဲ့ပွဲစဉ်ကလွယ်ပြီးတော့ရှိရင်ဒီချက်စီအတင်းအနေနဲ့လည်းဒီနောက်ပိုင်းပွဲစဉ်တွေမှာဒီကြည့်တဲ့ပွဲစဉ်ဒီအနိုင်ရလက်တွေကို ပြန်လည်ပြီးတော့ရယူထားတဲ့တကြောင်မလို့လက်ရှိမှာဆိုလို့ရှိရင်လည်း Chelsea တင်းနဲ့ဒီ Premier League ဇေယျရဲ့အဆင့်၃နေရာဒီတက်လန်းခဲ့ပြီးတဲ့ဖြစ်တဲ့တကြောင်မလို့လည်း Chelsea တင်းနဲ့ဒီပွဲစဉ်မှာရောအဝေးကွင်းကနေပြီးတော့တစ်ဖက်ကပန်လီတင်းရဲ့အိမ်ကွင်းဖြစ်တဲ့တကြောင်မလို့လည်းပန်လီတင်းကိုဆော့တော့လို့မရဘူးဗျပန်လီနေနဲ့လည်း Chelsea ကိုမေးလာလို့လို့တွေ့ဆုံမှုတိုင်းမှာအနေငယ်ဒုက္ခပြနိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့တကြောင်မလို့လက်ရှိ Chelsea ရဲ့ဒီကစားပွဲမှာဆိုလို့ရှိရင်လည်းတက်ပြီးတော့ Ajax ရာမကောင်းနေတဲ့အခြေအနေမျိုးမှာသူတို့ရဲ့ခံစစ်မှာလည်းတဲ့ကို အားနည်းနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်တော့ချက်စီးတင်းနေတဲ့အဝေးဝန်းရမ်းမှာတက်ကစားရမယ့်အချိန်မျိုးမှာပလီရဲ့အိမ်ဝင်းမှာအမှတ်ပြည့်ယူနိုင်မလားဆိုတာပဲကျွန်တော်တို့ရေတက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်။နောက်ထပ်တစ်ပွဲအနေနဲ့တော့ဒီပြည်မြလီရဲ့ပွဲစဉ်ဆက်နေဖြစ်တဲ့ဒီဒီစနေနေ့ညရက်ဒီမြန်မာစစ်တမ်းကြေး9နိုင်ပွဲပါဆိုလို့ရှိရင်တော့ဒီပြည်မြလီပွဲစဉ်တွေပွဲကြီးပွဲကောင်းတွေအများကြီးပါတယ်ဒီထဲမှာဆိုလို့ရှိရင်တစ်ချိန်တည်းကစားမယ့်ပွဲစဉ်၅ပွဲစီပြီးတော့ပထမဆုံးအနေနဲ့တော့ဒီပုံမောက်နဲ့ ဒီဝဟန်လူရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဘုံပေါက်တင်းနေတဲ့သူတို့ရဲ့အင်ဂွေဖြစ်တဲ့အတွက်ကြောင့်မို့လဲပြီးခဲ့တဲ့ပွဲစဉ်ဒီမှာဆိုလို့ရှိရင်နှစ်ပွဲဆက်အဆုံးနဲ့ဒီရလက်တွေဆိုးွားခဲ့တဲ့အခြေအနေမျိုးမှာတော့ဒီပြရာဟုလာအနေနဲ့လည်းဗျာဒီပြီးခဲ့တဲ့နှစ်ပွဲဆက်အဆုံးကြောင့်သူ့အနေနဲ့ဒီပွဲစဉ်ကိုတော့သူတို့ရဲ့အင်ဂွေမှာအနိုင်ရလက်ပြန်လဲပြီးတော့ပေါ်ဆောင်နိုင်မယ်အတင်းလို့ထင်ပြီးပါတယ်သူ့မဲ့တော့လည်းတစ်ဖက်ကဝဟန်တင်းကလည်းဒီနေ့ရဒီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ဒီအစီအပွဲစဉ်တွေမှာဆိုလို့ရှိရင်တိုက်ပတ်ခဲ့ပြီးတော့ဒီပြအပြောင်းလဲနေတဲ့လက်ရှိမှာဆိုလို့ရှိရင် ဝဟန်တဲ့ဝဟန်ရဲ့ဒီပြတဲ့ဖြစ်တဲ့ဒီလူလိုဆက်တို့အနေနဲ့လည်းသူစတင်ကြိုက်ပြီးပြီးတဲ့နောက်မှာသူစင်ဒီနောက်ဆောင်ကြက်လက်တွေကောင်းလာပြီးတော့ဒီပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှိရင်လည်းအနိုင်ရလက်တွေပေါ်ဆောင်ထားတဲ့အတွက်ကြောင့်မို့လဲဝဟန်ရဲ့ဒီလူလိုဆက်တို့အနေနဲ့လည်းသူ့ရဲ့အတင်းကိုအကောင်းဆုံးပုံစံရအောင်ပြန်လည်ပြီးတော့တိဆောက်နေတဲ့အခြေအနေမျိုးမှာတော့ပုံမောက်အတင်းနေတဲ့ကွာဟန်ကိုလွယ်လွယ်ကူကူနဲ့နိုင်ရမယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပြီးပါဦး။နောက်ထပ်တစ်ပွဲအနေနဲ့တော့ဒီ Brighton နဲ့ ဘလန့်ဖို့ရဲ့ပွဲစဉ်ကိုတော့ဘလိုက်တန်ရဲ့အိမ်ကိုကစားမှာပဲဖြစ်ပါလားဘလိုက်တန်တင်းကတော့ဗျာဒီနေ့ရဒီမှာဆိုလို့ရှိရင်တိတ်ပြီးတော့ရက်လက်တွေအကောင်းကြီးမဟုတ်ဗျာသူတို့အတင်းနေတော့လဲဒီရက်လက်တွေဆိုးလိုက်ကောင်းလိုက်နဲ့ဒီရက်လက်တွေမတည်ငြိမ်နေတဲ့အခြေအနေမျိုးမှာပြီးခဲ့တဲ့ရက်ဒီကတော့ဘလိုက်တန်တင်းရဲ့ခြေစွမ်းပိုင်းရတဲ့တည်ငြိမ်မှုမရှိတော့တဲ့အခြေအနေမျိုးမှာဘက်ကဘလန့်ဖို့တင်းကတော့ဒီနိပြတ်တဲ့နဲ့သူတို့ရဲ့အတင်းကိုဒီတော်မဖလပ်ထောက်ခပြီးတဲ့နောက်မှာဆိုလို့ရှိရင်နိပြတ်တဲ့ရက်ကစားပုံနဲ့ ဘလော့ခ်အတင်းကတော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာသူတို့ဈေးတောက်ဆောက်ကြက်တက်တွေကောင်းလာပြီးတော့သူတို့ရဲ့ကစားပုံအားလည်းလည်းပဲတစ်ခုမှစိတ်နေတဲ့အခြေအနေမျိုးမှာတော့ဘလော့ခ်အတင်းနေတော့ဒီပြီးခဲ့တဲ့ဒီပရီးမီးယားလိပွဲစဉ်၅ပွဲမှာသူတို့ဈေးနဲ့နောက်ဆုံးလိဝဲထီးုံနိုင်ခဲ့တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘလော့ခ်အတင်းနေတော့ဒီအဝေးကွေးဖြစ်ပါစေအောင်တစ်ဖက်ကဘလက်တန်တင်းကိုအကောင်းဆုံးစင်ကစားနိုင်တဲ့အခြေအနေမျိုးရှိတဲ့တကြောင်မို့လို့ဒီပွဲစဉ်ကတော့တော်ညီကိုတွေတက်ကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲလိုပဲသိပြီးပါလားအဲ့ဒါတစ်ပွဲအနေနဲ့တော့ဒီဖူဟန်နဲ့ချန်တန်လန်တို့ရဲ့ပွဲစဉ်ပေါ့ ဆန္ဒလိုင်းနဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဖူဟန်ရဲ့အင်ဝင်ဖြစ်တဲ့တကြောင်မလို့ဖူဟန်ကတည်းကဒီနေ့ရဒီမှာဆိုလို့ရှိရင်အစပိုင်းမှာဟောက်ဘလူးလုံးနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တောက်ဆောက်ရက်လက်ဆိုးနေပြီးတော့ဒီပြမှာကိုစူပါအနေနဲ့လည်းတကယ်ကိုဖိအားများနေတဲ့အခြေအနေမျိုးမှာတော့သူတို့လက်ရှိမှာတော့ဖူဟန်တင်းနေတယ်တော့ဗျာသူတို့ရဲ့အင်ဝင်ဆိုလို့ရှိရင်တော်တော်လေးကိုရလက်ကောင်းနဲ့ရလက်ကောင်းတွေကိုပိုက်ဆိုင်ထားတဲ့တကြောင်မလို့လက်ရှိပရီးမီယာလိဆက်တပွဲကစားပြီးတဲ့အချိန်မှာလည်းသူတို့ရဲ့အင်ဝင်မှာဆိုလို့ရှိရင်တပွဲသာဆုံးတဲ့ အတင်းတင်းဖြစ်တဲ့တရားမှုတွေဖူကန်သေးနေတယ်တော့သူတို့ရဲ့အိမ်ဝင်းကောင်းတဲ့အစင်လာနဲ့တစ်ဖက်ကတန်တက်လာတဲ့ဆန္ဒလန်းကိုအနိုင်ယူသွားတယ်မလားဆိုတော့ပဲစောင့်ကြည့်ရမယ်တစ်ဖက်ကဆန္ဒလန်းသေးနေတယ်လေဗျာလက်စီမှာဆိုလို့ရှိရင်ပရီးမီးယားလိဂ်ကိုတန်တက်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဒီရက်လက်တွေတော်တော်လေးကိုကောင်းလို့ပြောလို့ရမယ်ဗျာတန်တက်လာတဲ့အသေးသေးလေးအနေနဲ့ဒီလိုရက်လက်တွေဟိုပေါ်ဆောင်ထားပြီးနိုင်တာကတော့ ်အတလန်အသင်းကိုအထင်ကြီးရမယ့်အခြေအနေမျိုးပါသို့ပေမဲ့တော့လည်းဒီဆန္ဒလန်အသင်းရဲ့အပြည့်အပြတ်မှုကတည်းကလက်ရှိအခြေအနေရဆိုလို့ရှိရင်တော့ကြက်တန်လိုရတဲ့အခြေအနေမျိုးလေးရှိတဲ့အကြောင်းမူလည်းပူကန်တဲ့နေနဲ့သူတို့ရဲ့အိမ်ဝေးအားနဲ့တစ်ဖက်ကအပြည့်အပြတ်နေတဲ့ဆန္ဒလန်အသင်းကိုတပ်ပြီးရတဲ့နိုင်မလားဆိုတော့ပဲကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။တစ်ချိန်တည်းကစားတဲ့ပွဲစဉ်ထဲမှာသူတို့ရှင်းနောက်လည်းပွဲအနေနဲ့တော့လီဗာပူးတင်းနဲ့ဒီနောက်တန်ဖော်ဒရူရဲ့ပွဲစဉ်ကိုတော့လီဗာပူးရဲ့အာဖီမှာကစားပါပဲဖြစ်ပါတယ်။လီဗာပူးတင်းအနေနဲ့တော့ဒီပွဲစဉ်မှာတော့ကဲကိုအနိုင်ရလက်ကို တေချာပေါက်ခေါ်ဆောင်ရလို့မဲ့အခြေအနေမျိုးပါတစ်ဖက်ကသူတို့ရဲ့ပြန်ဖက်တွေဖြစ်တဲ့တော်တန်ဒီအာဆင်နယ်အသင်းတို့မန်ချက်စတာစီးတီးတို့အားဆိုလို့ရှိရင်လက်ရှိဒီပရီးမီးယားလိပွဲစဉ်ဆက်နှစ်မှာဆိုလို့ရှိရင်သူတို့ရည်ဆိုင်ကစားတဲ့ပဲပွဲစဉ်တွေမှာပွဲချက်တွေရည်ဆိုင်နေရတဲ့အခြေအနေမျိုးမှာလက်ရှိမှာဆိုလို့ရှိရင်မန်စီးတီးအနေနဲ့လည်းကြည့်မယ်ဆိုလို့ရှိရင်ဒီလီဂ်ကဆယ်နဲ့အဲဝီဝီမှာတက္ကစားရမယ့်ခြေလီမျိုးတွေတစ်ဖက်ကအာဆင်နယ်တင်းကလည်းသူတို့ရဲ့အိမ်ဝေးမှာတော့တော်တော်ဟော့စပါတင်းနဲ့ဒီကြောက်လန်တာဘီကစားနေရတဲ့ခြေလီမျိုးမှာတော့ ဒီဘာဘူးတဲ့နေတော့ဒီဒီနဲ့တဲ့နဲ့အမှတ်ကတ်စီလို့စီတော့ဒီလိုပွဲမျိုးကတော့တရားပေါက်အနိုင်ရလက်ကိုဖော်ဆောင်ရမယ့်ခြေလိမျိုးမှာဒီလိုရဲ့အင်ဂျင်အမ်ဘီပြတဲ့တရားမျိုးလဲဒီဘက်ကတော့တရားဖော်တဲ့အတင်းနေတယ်ဒီရာဒီစားပါတောက်ဆောက်ရုပ်ကတ်နေရပြီးတော့မှဒီပြတဲ့ဆောက်တိုင်းရဲ့လက်ထက်မှာဆိုလို့ရှိရင်တော့ရက်လက်တွေမဆိုးဘူးလို့ပြောလို့ရတယ်ဗျ။ရက်လက်ကောင်းတွေကိုပြန်လည်ပြီးတော့ဖော်ဆောင်နေတဲ့ခြေတွေမျိုးကတော့ဒီဘဘူးတင်းနေတဲ့တော့ဒီသူတို့ရဲ့အင်ဂျင်အားနဲ့တော့ရက်လက်ကောင်းတွေကိုပြန်လည်ပြီးတော့ဖော်ဆောင်ရအောင်မဲ့ခြေတွေမျိုးကတော့ဒီလို ွဲမျိုးကတော့လီဗာပူးတင်းနေတဲ့အနိုင်ရလက်ကိုဒီကြပေါက်ဖော်ဆောင်ရမယ့်အခြေအနေမျိုးမှာတော့လီဗာပူးတင်းနေတဲ့ဘလောက်တိတော့တဲ့ product ကိုကိုပြအနိုင်ရသွားမလဲဆိုတော့ပဲကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပွဲအနေနဲ့တော့ဒီဝူတင်းနဲ့ festival လို့ရပွဲစဉ်ကတော့ဝူရဲ့အိမ်ပွဲပေါ်ယူမှာဖြစ်တာပါဖြစ်ပါတယ်တစ်ဖက်ကဝူတင်းကတော့ဒီဒီပြအပြောင်းလဲလုပ်ပြီးတဲ့အခြေအနေမျိုးမှာတော့ဒါမှအပြောင်းလဲမရှိဘဲနဲ့ဒီလိုရလက်တွေထပ်ပြီးကျဆိုးဝါးနေတဲ့အခြေအနေမျိုးမှာတော့ လက်ရှိမှာဆိုလို့ရှိရင်ပလူမီယာလိမှာနောက်ဘက်လုံးဝမရရှိတည်တဲ့အတင်းတင်းအနေနဲ့တော့တစ်ဖက်ကကစ်စတပဲလေးတင်းနေတဲ့ဒီရာဒီစားမှာရက်လက်တွေကောင်းခဲ့ပြီးမှဂျာတဲ့မှာရက်လက်လည်းငယ်ရင်းရိုက်တော့ခဲ့ပြီးမှလည်းလက်ရှိဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ပြန်လဲပြီးတော့ရက်လက်တွေပြန်ကောင်းလာတဲ့အခြေအနေမျိုးမှာတော့ဘူးတင်းနေတဲ့သူတို့ရဲ့ဒီအားနည်းနေတဲ့အတင်းတင်းအနေနဲ့တစ်ဖက်ကဒီမာကုံစီဗီလာကစ်စတပဲလေးရဲ့အတင်းကို ဘယ်လိုမျိုးရင်ဆိုင်ပြီးတော့အနိုင်ရလက်ကိုခေါ်ဆောင်နိုင်မလားဆိုတာပဲကျွန်တော်တို့တွေထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီစနေနေ့ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ယူကဆယ်တင်နဲ့မန်ချက်စတာစီးတူရဲ့ပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်ည7:00နာရီမှာကစားမှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ယူကဆယ်ရဲ့အင်ဂွင်စိတ်ချင်းပတ်ဖြစ်ရတဲ့ရောက်မှုလဲယူကဆယ်တင်နဲ့လားသူတို့ရဲ့အင်ဂွင်မှာစလို့စီးရအတင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အချိန်လာတိုင်းဒီပွဲစဉ်မှာရောဒီကစားတဲ့နေနဲ့မစီတီကိုတောက်ခပ်ပေးနိုင်အောင်လားတစ်ဖက်ကမစီတီတင်းကတော့ဗျာလက်ရှိမှာဆိုလို့ရှိရင်ဒီပရီးမီယာလီ ဖွေးခြင်းတောက်ဆောက်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့အဲဟာလန်အနေနဲ့တောက်ဆောက်ဘိုးတွေမျိုးနေပြီးတော့ဒီကလပ်သေးမှသာမကပဲနဲ့ဟာလန်အနေနဲ့ဒီ international play မှာဆိုလို့ရှိရင်လည်းဒီနိုင်ငံလေးယူစင်အတင်းနဲ့ဘိုးတွေတောက်ဆောက်တွေ့နေတဲ့အခြေအနေမျိုးမှာ Man City team ကိုဒီနေ့ရဒီမှာရောဒီကတ်ဆယ်အတင်းနေတယ်သူတို့ရဲ့ message ရေးပတ်မှာတောက်ခပြနိုင်မလားဆိုတော့ပဲကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်တင်းငွေနေမှာဆိုလို့ရှိရင်တော့လေ United နဲ့ Aston Villa ရဲ့ပွဲစဉ်ကိုတော့မြန်မာစံတော်ဆယ်စစ်နိုင်ပွဲမှာ Lee United ရဲ့ အဲ့ဝင်းမှာကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့တစ်ဖက်ကတန်းတက်လာတဲ့ Lee United တင်းတင်းနဲ့တော့ကြက်လက်တွေဆိုးရနေတဲ့ချင်းနေမျိုးမှာတစ်ဖက်ကဒီနေ့ရတီမှာဆိုလို့ရှိရင်ရတီအစမှာအနေနဲ့ရုံးကန်ခဲ့ရပြီမဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ရလက်ကောင်းရအောင်ပြန်လဲပြီးတော့ထောက်ဆောင်ထားတဲ့အစွန်ပီလာတင်းနေတဲ့ထပ်ပြီးတော့နိုင်ပွဲတစ်ပွဲထပ်ရအောင်မလားဆိုတော့ပဲကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီ Super Sunday ရဲ့နောက်ဆုံးတစ်ပွဲဖြစ်ပြီးတော့ဒီ Super Sunday ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲလို့ပြောလို့ရတဲ့မြောက်လန်တန်တပ်ပြီးတစ်ပွဲဖြစ်တဲ့ Arsenal အတင်းနဲ့ တတန်ဟော့စပါတူရဲ့ဝင်စဉ်ကိုတော့အာဆင်နယ်ရဲ့အိမ်ဝင်အပ်လိုက်မှာကစားမှာပဲဖြစ်ပါတယ်ဒီဝင်စဉ်မှာဇလူစင်းတော့ဗျာအာဆင်နယ်အသင်းအနေနဲ့တော့ဒီနေ့ရက်ဒီမှာဇလူစင်းတိုက်တဲ့အတွက်ရဲ့ကိုကြီးမှစားတဲ့အသင်းအသင်းအနေနဲ့ဒီတဲ့ဝင်စဉ်မှာဇလူစင်းတော့လည်းမထင်မှတ်ပဲနဲ့ဆန်ဆန်လန်ရဲ့အိမ်ဝင်မှာတော့တူတူဆိုတဲ့ဒီရက်လက်နဲ့အမှတ်ရောက်ခဲ့ပြီမဲ့အာဆင်နယ်အသင်းအနေနဲ့ဒီသူတို့ရဲ့ momentum ကိုပြတ်လိုက်ပြီးတော့ အကောင်းဆုံးပြက်လဲတိဆောက်ဖို့အတွက်ဆိုလို့ရှိရင်တော့တို့ရဲ့အိမ်ကွင်း AMLE မှာတော့သူတင် hotspot တင်းကိုဒီမြောက်လန်တာတပ်ပြီးမှာတော့အနိုင်ရဖို့အောင်ကစားလာမယ်လို့ကျွန်တော်နေနေပြီးပါတယ်။တိုးပြီးမဲ့တော့လည်း Arsenal တင်းတွက်ဒီတို့ရဲ့ခံစစ်မှာဆိုလို့ရှိရင်တော့လည်းဒီပွဲစဉ်မှာကပီးရဲ့အနေနဲ့တီးခဲ့တဲ့ International Play မှာ Brazil လက်ယူခြင်းအတင်းမှာကစားပြီးတဲ့အခြေအနေမျိုးမှာဒီပေါ့ချန်တန်ရန်ကြောင့်ဒီတချို့ report တွေရဆိုလို့ရှိရင်နှစ်လနီးပါးတော့နိုင်ရတော့မယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင် အစနေတင်တဲ့ဒီခန်းစစ်မှာတော့ဒီနေ့ရဒီခေါင်းထားတဲ့ကစားသမားကောင်းတွေဒီအထူးသဖြင့်တော့အင်ကပီတို့ဒီမော်စကေးယားတို့ခန်းစစ်ကစားသမားတွေရှိခဲ့တဲ့ကြောင့်မို့လဲခန်းစစ်မှာတော့အစနေတင်နေတာတက်ပြီးတော့ပြဿနာကြီးကြီးမားမားမရှိဘူးလို့ထင်မိပါတယ်။တိုးဝင်မဲ့တော့လည်းဒီကပီယေရဲ့ဒီ impact ကဘလောက်ကြီးကြီးမားလဲဆိုလို့ရှိရင်တော့ဒီခန်းစစ်မှာတာမကပဲနဲ့ဒီအစနေအတင်းဆက်ပြီးတော့ကောင်းကောင်းပေါ်ရတဲ့အမြင့်ပေါ်တင်မှာဆိုလို့ရှိရင်ကပီယေရဲ့ဒီကောင်းတိုင်း တင်ကိုတွေကောင်းတိုက်ဖန်တီးမှုတွေကတည်းအာဆင်နယ်တင်းဒီကိုရနိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့ဖြစ်ပြီးမဲ့လည်းသူ့မဲ့တော့လည်းကပ်ပြီးရဲ့အနေနဲ့ဒီပွဲစဉ်မှာဒီတိုင်ယာပြဿနာကြောင့်အနိုင်ယူရတော့မဲ့အခြေအနေမျိုးမှာအာဆင်နယ်တင်းတွက်ဘလော့တီအင်ပက်ကြီးမှာလည်းဆိုတာကတော့ဒီတော်တန်ဟော့စပါနဲ့ပွဲစဉ်မှာကျွန်တော်တို့ရေစောက်ကြည့်ရမှာဖြစ်ပါတယ်တစ်ဖက်ကဒီတော်မဖလိုက်ရဲ့တော်တန်ဟော့စပါတင်းကတော့ဒီနေ့ရက်ဒီမှာတော်မဖလက်ကိုက်တွေ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ ဒီရက်လက်တွေမစိုးလို့ပြောလို့ရတယ်ဗျာတော်တင်ဟော့စပါတင်းနေတော့လေဒီအိမ်ခွေးမှာဒါသူတို့တင်းနေတဲ့ရက်လက်တွေစိုးဝနေပြီမှာလားအဝေးခွေးမှာတော့တော်သေးကိုရက်လက်ကောင်းရတာတဲ့အချိန်မျိုးမှာဒီရက်လက်အဝေးခွေးကောင်းတဲ့တော်တင်ဟော့စပါတင်းကိုအာဆင်နယ်တင်းသူတို့ရဲ့အိမ်ခွေးအမ်ဘလစ်မှာအနိုင်ကစားနိုင်မလားဆိုတာပဲကျွန်တော်တို့တွေဒီပွဲကိုတူတူစောင့်ကြည့်ရမှာဖြစ်ပါတယ်ပရီးမီယာလိပွဲစဉ်၁၂ရက်နောက်ဆုံးပွဲစဉ်ဒီပွဲဖြစ်တဲ့ဒီတက္ကနညမှာဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်ညီကိုတွေတော်တော်တကယ်ကိုအေးပြရမယ်ညတညလို့ပြောရမယ်ဗျာဒီတနင်္လာနေ့ည ဒီမြန်မာစတော့ကြိမ်ညနှစ်နိုင်ပွဲမှာကစားမဲ့ဒီပွဲစဉ်မှာသူလူဆင်တော့တယ်ဒီမန်ချက်စတာယူနိုက်တက်တင်းနေတယ်သူတို့ရဲ့အင်ကွင်းအိုထရဖို့မှာတော့တစ်ဖက်ကအေဗာတန်တင်းကိုအခက်ခံပြီးတော့ကစားရမှာဖြစ်ပါတယ်ယူနိုက်တက်တင်းနေတယ်တော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာသူလူဆင်ရက်လက်တွေတည်ငိမ့်လာပြီးတော့သူတို့အတင်းရဲ့ကစားပုံမှာတဲ့ဒီအတက်ဘက်ကိုရောက်ရှိနေတဲ့အခြေအနေမျိုးမှာသူလူဆင်တော့တယ်ဒီပြီးခဲ့တဲ့ပရီးမီယာလိပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်တော့၃ပွဲနိုင်ပြီးတော့၂ပွဲစီတည်ကြထားတဲ့ မန်ချက်စတာယူနိုက်တက်ဒီရက်ဒီကစားပုံအားတဲ့တော်တော်လေးကိုအားရစရာကောင်းလာတဲ့အချိန်တွေမျိုးမှာတော့တစ်ဖက်ကဒီတီဗီမိုင်းရဲ့အေဗာတန်တင်းကတော့ဒီနေ့ရက်ဒီမှာလည်းတိတ်ပြီးတော့အားရစရာမကောင်းပဲနဲ့ပုံမှန်ရှည်သွားလာတာရှိတဲ့အတွက်ကြောင့်မို့လဲယူနိုက်တက်တင်းနေလဲသူတို့ရဲ့အိမ်ဝင်ဥပ္ပဲပုံမှာတော့နောက်ဘက်တစ်ပွဲကိုပို့ဆောင်သွားနိုင်မလားဆိုတော့ပဲကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ရအောင်ဖြစ်ပါတယ်။တိုးပြီးမဲ့တော့ယူနိုက်တက်တင်းအတွက်တကယ်ကိုစိတ်ပဲစရာတင်းကတော့ဗျာဒီပြီးခဲ့တဲ့ ီမြလေးပွဲစဉ်17မှာဆိုလို့ရှိရင်တော့တော်တော်ဟော့စပါတင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တို့ရဲ့တိုက်ချင်မှုပီဂျမင်စစ်စကိုအနေနဲ့ဒီဒူးတန်ရရရှိခဲ့တဲ့တကြမှုလည်းဒီတန်ရကြောက်ပဲဒီကစားသမားကိုတလနီပါလောက်ဆုံဆုံရအောင်မဲ့ချင်နေမျိုးမှာတော့ဒီ United ရဲ့ဒီတိုက်ချင်မှာဆိုလို့ရှိရင်အနေနဲ့အနေတော့နိုင်မဲ့ချင်နေမျိုးမှာတော့တုံ့ပြန်မဲ့တော့ဒီနေရာမှာဒီလူပဲအမှုလေးအနေနဲ့လည်းဒီပထမပရီးမီယာလီဂ်ပွဲစဉ်အစမှာလေဆိုလို့ရှိရင်လည်းခုညကို ဇဏဖိုးဘောပုံစံမျိုးကစားပြီးတော့ဒီလိုပုံစံမျိုးတွေကစားနေတဲ့အတွက်ကြောင့်မို့လဲဘုံပဲအမှုငင်တွတ်တိုက်ပြီးတော့ဒီပြဿနာမရှိနိုင်ဘူးလို့ကျွန်တော်အနေနဲ့မြင်ယူပါတယ်။ဒါတကတော့ပရီးမီးယားလိပွဲစဉ်၁၂နဲ့ပတ်သက်ပြီးတော့ဟိုပွဲကြီးပွဲကောင်းတွေနဲ့ပတ်သက်ပြီးတော့ဒီလိုသုံးသပ်မှုပဲဖြစ်ပါတယ်။အားလုံးပဲတလောက်ပဲကျွန်တော် channel လို့ subscribe လုပ်တယ် subscribe လုပ်ပြီးတော့အားပေးကြပါဦးလို့တောင်းဆိုပြချင်။ကျွန်တော်ညီကိုတွေအားလုံးပဲအစစအရာအထူးကူးဆိုင်ကြပါခင်ဗျာ။